ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ16ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဇုံအနေနဲ့တင်ဆက်ပေးခြင်းကတော့ရခိုင်ကိုစစ်ကူပုတ်ခံရတဲ့ဒုတက်ရင်မူပုံမူ sniper နဲ့တေဆုံစစ်ကောင်စီအင်အား100ကျော်အဆက်အသွယ်ပြတ်တောက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကိုနောက်ဆုံးအခေါက်စစ်ကူပုတ်ခံရတဲ့ထမရ111မှာဒုတက်ရင်မှုဗိုလ်မှူးဝင်းတန်ဟာဇွန်လ9ရက်နေ့မှာအရခတ်တပ်တော် AA ရဲ့စနိုက်ပါနဲ့တေဆုံသွားခဲ့ကြောင်း CDM ဗိုလ်ကြီးစင်ယောကပြောပါတယ်၎င်းရဲ့နိုင်ရအတုပရက်လေကိုရေကုန်မြို့လေကူအခြေဆိုင်အမှတ်111ချင်းမြတ်တက်ရင်မှာဇွန်လ15ရက်နေ့ကပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ် ဒီနေ့မှာနာရေးပြုတ်လုတဲ့အမှတ်111ချင်းမြန်တရင်ဒုတိယတရင်မှုဘုံမှုဝင်းတန်ကစနိုက်ပါတိမှန်တာရောက်ရောက်ချင်းနေမှာတိမှန်တာလို့ကျွန်တော်တို့သိရတယ်သူကတရင်မှုစီတွားပြီးတရင်ပို့ပြီးအပြန်မာတယ်အရကတ်တက်တော်ကစနိုက်ပါနဲ့ချိန်မုံနိုင်တဲ့အနေထားမျိုးအဲ့ဒီဘုံမှုကအပတ်စဉ်48ကားလို့သိရတယ်မပခမြောက်ပိုင်းတိုင်းစစ်တနာကျုံမှာဦးစီးအီယာရှိဒုတိယတန်စစ်ရေးဌာနမှာအလုလုလာတဲ့သူဖြစ်တယ်ကြောက်ပြူမျိုးကိုချီချချခြင်းပဲ ချက်ချင်းစနိုက်ပါနဲ့တုတ်တင်ခံလိုက်ရတဲ့အနေအထားမျိုးလို့သိရပါတယ်လို့ CDM ပူကြီးစင်ယောကပြောပါတယ်။တည်ဆုံသွားတဲ့ပုံမှုဝင်းတန်အသက်39နှစ်ရဲ့ဇနီးဖြစ်သူဒူရဲအုပ် DC ဝဲဟာလည်းကချင်ပြည်နယ်မြစ်ကြီးနားလေစိမ်းမှဒူရဲအုပ်ဖြစ်ပြီးခင်ပွန်းအရှိန်အဝါနဲ့ငွေညစ်သူဖြစ်ကြောင်း၎င်းကတဆက်တည်းပြောပါတယ်။ပုံမှုဝင်းတန်အနေနဲ့ပြီးခဲ့တဲ့ဇွန်လ9ရက်ကရန်ကုန်မြို့မှာကြောက်ဖြူမြို့အမှတ်1စိတ်ကန်းကို 4K 6C နဲ့ စစ်ကူအင်အား200အထက်နဲ့အတူလက်နက်ခဲယမ်းများတင်ဆောင်လာတဲ့ရေတပ်သင်းမောင်းနဲ့ပို့ဆောင်ခံရသူဖြစ်ပါတယ်။ဒါအပြင်ကြောက်ဖြူမြို့မှာစစ်ကောင်စီရဲ့စစ်ကြောင်းအင်အားတရာဝန်းကျင်မှာဆက်သွယ်မှုပြတ်တောက်နေကြောင်းဗိုလ်ကြီးစင်ရောကဆိုပါတယ်။ကြောက်ဖြူနေမြေတဲမှာပြီးခဲ့တဲ့ရက်ထဲကစစ်ကြောင်းအင်အားတရာဝန်းကျင်ဖြစ်ခြင်းလည်းဖြစ်မှာပေါ့။ဆောက်ရွက်မှာပြထားတဲ့သတင်းဆိုတော့ဆက်သွယ်မှုပြတ်တောက်နေတဲ့ဆိုတာလွန်ခဲ့တဲ့ရက်ထဲကကြားရတာတီဆုံးဒါလာအဖက်ခံရဒါလာဆိုတာလက်ရှိမှာလည်းအလံဖြူထောင်လက်နဲ့ချတယ်လို့လည်းကျွန်တော်တို့သိရတယ်။ ဒါပေမဲ့ arakha.aa ဘက်ကတီးခြားတီးပြုတ်နိုင်ခြင်းမရှိသေးဘူးစစ်ကောင်စီဘက်ကတော့အင်အားတရာခန့်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းအဆက်အသွယ်ပြတ်တောက်နေတယ်ဆိုတာသူတို့ရဲ့ဆက်သွယ်မှုကိုရဲထဲမှာကြားသိရတာရှိပါတယ်လို့၎င်းကဆိုပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများမှာစစ်ကောင်စီတပ်ဖွဲ့မှတရင်လိုက်လက်နက်ကြအလင်းဝင်မှုရှိပြီးတိုက်ဆုံသူများပြားနေကြောင်းစစ်ရေးတရင်အရေးမြင့်တဲ့ဒေသခံများကဇွန်လ15ရက်နေ့မှာဖြေကြားထားပါတယ်လက်နက်ကြအလင်းဝင်သူများမှာ ြည်မပတ်မှစစ်ကူပို့လိုက်တဲ့တရင်ဖြစ်ပြီးလက်တလော့တိုက်ပွဲပြင်းထန်နေတဲ့ရဲတရင်30နှစ်အနီးမင်းတပ်တောင်ကြီးရွာတိုက်ပွဲမှာဖြစ်ကောင်အကြီးအကဲတဦးအပါအဝင်တပ်သားအများအပြားဖြစ်ကြောင်းဒေသတွင်းစီးရဲတရင်အရှိမြက်ကပြောပါတယ်။ပြီးခဲ့တဲ့မေလ30ရက်နေ့မှာစစ်ကောင်စီတပ်မှစစ်ဦးစီးမှုပထမတန်းဂျီဝမ်အဆင့်ဒုတိယဗိုလ်မှူးကြီးနဲ့အတူတပ်သားများကိုအရခတ်တပ်တော် AA ကလက်ရဖမ်းမိခဲ့ပါတယ်။ဇွန်လ14ရက်ကရဲတရင်30နှစ်အနီး ပြိုင်စစ်ကြီးကြီးရွာနဲ့တညဝတီရေတပ်ဌာနချုပ်ကိုတွားတဲ့တစ်ပုတ်တောင်လမ်းခွဲနားမှာတိုက်ပွဲများပြင်းထန်နေခဲ့ပါတယ်စစ်ကောင်စီအနေနဲ့တင်ဆုံမှုများပြနေခြင်းကြောင့်အထိနာနေတဲ့အတွက်စစ်ကူများကိုကြောက်ဖြူမျိုးကိုဒီတက်တင်းမောများနဲ့ပို့ဆောင်နေဒီမှာအင်အားတထောင်ကျော်ရှိပြီဖြစ်ကြောင်းသိရှိရပါတယ်အရကတက်တော် AA အနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခအပအဝင်မြို့ဆလီမြို့ကိုတင်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင် စတဲ့နောက်ဆုံးလက်ကျန်မျိုးသုံးမျိုးကိုတင်ပိုက်ရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ကြောက်ကြီးအုံးမင်စုရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၈ဦးတိဆုံပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဘကူတိုင်းကြောက်ကြီးမြို့နယ်အုံးမင်စုရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာမှာစစ်တပ်ဘက်မှ၈ဦးတိဆုံပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း P2994 မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇော်လ6ရက်နေ့မှာကြောက်ကြီးမြို့နယ်အုံးပင်စုရွာမှာအထိုင်ချတက်ဆွဲထားတဲ့အင်အား30ကျော်ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဒေါ်လန်ကြီးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအုံးပင်စုကျေးရွာကိုထိန်းချုပ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ထိုတိတွေ့တိုက်ပွဲအတွင်းနတ်တန်ကွင်းမြို့နယ်ကြောက်ကြီးမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းမှာလည်းလက်နက်ကြီးများနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ G3G 980တောင်း40မမဘုံဒီ10လုံး RPG ပို့ရန်ဆက်တခု RPG အသီးကိုလုံး MA ခွင်းပုံး9လုံး RPG 7တလက် MA 11တလက်လက်ပစ်ဘုံ9လုံး14မိုင်း9လုံးရှစ်ထွက်မိုင်း3လုံး MA ကြီးပေါက်3ပေါက် မိုင်းရှာဆက်တလုံးစစ်အုံဆောင်ပစ္စည်းများကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးဒေတာထတ်တိုးမရှိပါဘူး။စစ်ခွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူး။ကျွန်တော်တို့တရင်အနေနဲ့ရန်သူကိုရန်သူလိုပဲဆက်ဆံပြီးအဆုံးထိသွားမှာပါလို့အထူးကွန်မန်ဒိုတရင် P29914 မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအထူးကွန်မန်ဒိုတရင် P29914 KNL ရင်းရှိရင်းကိုအာလာဝကစစ်ကြောင်း သောခွန်၃ညနှစ်တည်းရင်ရန်ကုန်ပကဖအေယဝတီပကဖတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ခမရ၁၆မှာစစ်မှုတန်းစင်တပ်သားတအုပ်ကိုတကြက်ချင်းနဲ့အပေါင်းပါတွေကမတိမချင်းရိုက်နေအထက်အရာရှိတွေကလည်းမိသားစုကိုချော်လဲလို့တည်ဆုံတယ်လို့လိန်လေအကြောင်းကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းရေတားရှိမြို့နယ်စွာမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခမရ၁၆တပ်မှစစ်မှုတန်းစင်တပ်သားတအုပ်ကို အဆိုပါတက်မှာအုတ်ခွဲတွက်ချက်ကြီးနဲ့ပေါင်းပါတအုပ်ကတည်ဆုံးသည့်အထိရိုက်နှက်ခဲ့တယ်လို့တက်တွင်းသတင်းအရင်းမြစ်တွေထံကနေသိရှိရပါတယ်။2025ခုနှစ်ဇွန်လ6ရက်နေ့ကခမရ19မှာအုတ်ခွဲတွက်ချက်ကြီးကိုမျိုးနဲ့ဒုတက်ချက်ကျော်လွင်ဦးတို့ဟာပြည်သူ့စစ်မှုထမ်းတင်နှင်းစင်တက်တာမိုးစင်မြင့်ကိုစကားများရမှမတိမချင်းရိုက်နှက်ခဲ့တာကြောင့်အဆိုပါရဲဘော်ဟာနေရာမှာနေပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့သိရှိရပါတယ်။စကားများရကနေပတ်စကပြန်ပြောရမလားဆိုပြီးနှစ်ယောက်တစ်ယောက်ဝိုင်းရိုက်တာပါ။ နေရာတွေပွေးချင်းပြီးတည်တယ်လို့တက်တွင်းသတင်းအရှင်းမြစ်မှာပြောပါတယ်။အဆိုပါခမရစကူတက်အနေနဲ့တောင်ငူခရိုင်ထုံးဘူကြီးနဲ့ကြောက်လုံးကြီးဘက်မှာလုံခြုံရေးစခန်းထိုင်ဆောင်ရွက်နေတာဖြစ်ပြီးယခုဖြစ်စဉ်မှာလည်းအဆိုပါစခန်းအတွင်းဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီးအထက်အရာရှိတွေကိုယ်တိုင်ကသိရှိထားပေမဲ့လည်းအဆိုပါစစ်မှုတန်းစင်တပ်သားရဲ့မိသားစုများကိုတော့ကြော်လဲတာကြောင့်တည်ဆုံးရခြင်းဖြစ်တယ်လို့အကြောင်းကြားတာကြောင့်အဆိုပါသတင်းပေးမှဆက်ပြောပါရစေ။ ရာရှိတွေကလည်းဖြစ်စဉ်အမှန်ကိုသိတယ်ဒါပေမဲ့သူတို့ယာတို့ထိမှကြောက်လို့အထက်ကိုကောကောင်းလေးအိမ်ကိုကောချော်လဲပြီးတည်တာဆိုပြီးညာထတယ်လို့ဆိုပါတယ်စွာမျိုးအခြေဆိုင်ခမရ19တာအမတ်ချောက်စစ်စင်ရေးကုကဲမှုဌာနချုပ်လက်အောက်ခံတရင်တစ်ခုဖြစ်ပြီးအရင်ကလုံခြုံရေးတာဝန်ကိုသာအဓိကဆောင်ရွက်ရပေမဲ့ယခုနောက်ပိုင်းစစ်စင်ရေးတွေမှာပါအသုံးပြလာတာကြောင့်ထွက်ပြေးတင်ဆုံမှုများနေတဲ့တက်တစ်ခုလည်းဖြစ်တယ်လို့စီရေးတရင်အရင်မြစ်တွေထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့တရင်ကတော့ တန်တပင်မြို့နယ်မှာအင်အားဖြည့်တင်းရန်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ပဲခူးတိုင်းတန်တပင်မြို့နယ်မှာအင်အားဖြည့်တင်းရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတောင်ငူခရိုင်အမှတ်နှစ်တရင် P23502 မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ12ရက်နေ့နနက်9နာရီခန့်မှာမြို့စုတပ်သားမှအင်အားဖြည့်တင်းရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား120ခန့်ဟာ မြို့ဆိုးရွာအတွင်းကိုဝင်ရောက်လာစဉ်မှာတော်လိုင်းရဲတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှ9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းအကြံပတ်စစ်တပ်ဘက်မှလက်နက်ငယ်များလက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးတေစရင်ကတော့ထတ်တူးမရှိသေးပါဘူး။စစ်ခွေးကတော့အရှိတ်ဘက်ကိုမတူးဘဲရက်နေလို့အသင့်ဆောင်ဆိုင်နေပါတယ်လို့တောင်ငူခရိုင်အမှတ်1တရင် P23502 မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို3939တည်ရင်3931ခွဲနဲ့အုတ်တွဲပကဖတ်တို့ကပူပေါင်းလုဆောင်ခဲ့ပြီးတော်လရင်တပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အချင်းထောင်များကို UN နဲ့ ICRC အကန့်အသတ်မရှိဝင်ခွင့်ရရေးတောင်းဆိုရန်ဥကြုံမှုထွန်းတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံမှာရှိတဲ့အချင်းထောင်များကို ကုလသမဂ္ဂ UN နဲ့အပီပီဆိုင်ရာတက်ချီနီကော်မတီ ICRC တို့မှ အကန့်အသတ်မရှိဝင်ရောက်ခွင့်ရရှိစေရေးတောင်းဆိုရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကဇွန်လ23ရက်နေ့ကပြုလုပ်တဲ့ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာတိုက်တွန်းခဲ့ပါတယ်။ American နိုင်ငံ New York မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ကမ္ဘာပေါ်ရှိအချင်းထောင်များတွင်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများအားဖြည့်ဆည်းခြင်းနှင့်ဆက်လင်းတဲ့တကားပွင့်ဆွေးနွေးပွဲမှာထုတ်ကဲသို့တိုက်တွန်းခြင်းဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ယုံဇွန်လ14ရက်နေ့ကထုတ်ပြန်ပါတယ်။ ယနေ့မြန်မာနိုင်ငံအခြေအနေအားကောင်းစွာသိနာလေလိုပါကတရားမျှတမှုအတွက်အချက်အချာကြတဲ့နေရာများဖြစ်ရမယ့်အစားဖိနှိပ်ချုပ်ချယ်မှုများဖြစ်ပွားရာနေရာများဖြစ်နေတဲ့အချင်းထောင်များကိုထိတိုက်ရင်ဆိုင်ရမှာဖြစ်ကြောင်းဦးကျော်မိုးထွန်းကဆိုပါတယ် UN နဲ့ ICRC တို့အနေနဲ့အချင်းသားများအမှန်တကယ်ရင်ဆိုင်နေရတဲ့အခြေအနေများကိုမှန်ကန်စွာသိနာလေရန်လိုပြီးအချင်းသားများအနေနဲ့မြည်သည့်အကြောင်းပြချက်ဖြင့်ဖန်ဆီးခံရစေကမူတရားရုံးရှေ့မှောက်မှာတရားမျှတမှုရှိစွာတရားရင်ဆိုင်ခွင့်ရှိတဲ့ကြောင်းပြောဆိုပါတယ် ထို့အတူမိသားစုဝင်များအနေနဲ့လည်းအကျဉ်းသားများရဲ့အခြေအနေကိုသိရှိပိုင်ခွင့်ရှိတဲ့အတွက်ကြောင့်၎င်းတို့အကြားမှာအဆက်အသွယ်ပြုခွင့်ရှိရမယ်လို့လည်းဆိုပါတယ်။လက်ရှိမှာစစ်ကောင်စီကအကျဉ်းသားများကိုရှော့တိုက်ညှဉ်းပန်းနှိပ်စက်ခြင်း၊ရိုက်နှက်ခြင်း၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနဲ့ကျမရေးစောင့်ရှောက်မှုများအားထိန်းချုပ်ခြင်းတို့အပါအဝင်ရက်ဆက်ကြမ်းကြုတ်မှုနဲ့မလျော်ကန်စွာဆက်ဆံခြင်းကိုပြုလုပ်နေကြောင်းဥကြုံမထွန်းကနိုင်ငံရေးအကျဉ်းသားများကိုကြီးစောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းများကိုကိုးကားပြီးပြောပါတယ် ဒါပြင်အချင်းချခံထားရသူများအနေနဲ့ဖုံးခေါ်ဆိုလက်ခံခွင့်စပေးဖို့လက်ခံခွင့်တို့ကိုတင်းကျပ်စွာစစ်စစ်ဖြတ်တောက်ခံထားရပြီးထောင်ဝင်စာများကိုကြိုတင်အတိပေးခြင်းမရှိဘဲဖြတ်သိမ်းခံရကရှိနေများသည့်ပင်လင်ထောင်ဝင်စာတွေ့ခြင်းတားမြစ်ခံရကြောင်းလည်းဆိုပါတယ်။တမရအိုးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြည်တို့ပင်လင်ပြင်ပနဲ့ထိတွေ့ဆက်သွယ်ခွင့်နှိရှိလာများပိတ်ပင်ခံထားရပြီးဥပဒေကြောင်းအရကိုစားပြုခွင့်ဖြုတ်ချခံထားရက၎င်းတို့ချင်းမြတ်နိုးသူများနဲ့တမက ြည်သူများနဲ့ပါဆက်သွယ်ခွင့်ညှင်းပယ်ခံရကြောင်းလည်း၎င်းကထင်သွင်းပြောကြားခဲ့ပါတယ်။အဆိုပါဆွေးနွေးမှုမှာတန်အမတ်ကြီးဦးကျော်မွထွန်းကနိုင်ငံရေးအကျဉ်းသားများအလုံးကိုချက်ချင်းပြန်လွတ်ပေးရန်အတွက်ခိုင်ခိုင်မာမာတောင်းဆိုရန်စစ်အုပ်စုအပေါ်ပြစ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုများချမှတ်ရန်နဲ့အသက်ရှင်ကြံရစ်သူများပြန်လည်ကုစားရေးမှာယင်းနှမြုပ်နိုင်ရန်တို့ကိုလည်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စည်းရင်းများအရအနာသိကာလအတွင်းနိုင်ငံရေးနဲ့ဆက်ဆက်၍ဖန်ဆီးခံရသူ 2900ကျော်ရှိကထိုထဲမှ2200ကျော်မှထိမ့်သိမ်းခံရဆဲဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနံကတော့မဟာမုနိဖရာတရကမျက်နှာဖုံးတက်ရှိထွက်လာတဲ့လက်နက်ပွဲစားဒေါက်တာနိုင်ထွန်းအောင်ဆိုတဲ့သတင်းဆောင်ပါလိတပုတ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီရဲ့အတ ିକ လက်နက်ပွဲစားတဦးဖြစ်တဲ့ဒေါက်တာနိုင်ထွန်းအောင်ကစကိုင်းငလင်ကြောင့်ပျက်စီးသွားခဲ့တဲ့မန္တလေးမဟာမုနိဖရာကြီးစိန်ဖူးတော်အစ်စ်ပြုတ်လုရန်ဟုဆိုကား ရွှေသားသုံးဖိတ်သားနဲ့ကြက်သိန်းပေါင်း2600ကိုလှူဒန်းလိုက်ပါတယ်။ဒေါက်တာနိုင်ထွန်းအောင်နဲ့ဒေါက်တာဝေဝေရင်ကွန်းခိုရမိသားစုကမန္တလေးမြို့မဟာမုနိဘုရားကြီးစိန်ဘူးတော်အစ်စ်ပြုလို့ရန်အတွက်ရွှေသားသုံးဖိတ်သားအရှိဆောင်တန်းခါပြက်ပြတ်တဲ့နဲ့ကျောင်းတော်ကြီးတိုင်6တိုင်တိဆောက်ပြုပြင်ရဲ့အတွက်ကြက်သိန်း2600ကိုဇွန်လ9ရက်နေ့ကရေစက်ချလှူဒန်းခဲ့တယ်လို့မဟာမုနိဘုရားကြီးဂောပကအဖွဲ့ကတင်ထုတ်ပြန်ပါတယ်။ဒေါက်တာနိုင်ထွန်းအောင်ဟာစစ်ကောင်စီထံကိုလက်နက်များတင်ပို့ရောင်းချနေတဲ့ International Gateways Group IGG Company အုပ်စုရဲ့ပိုင်ရှင်ဖြစ်ပြီးစင်ကာပူနိုင်ငံမှာအနေများကအာနာသိန်းစစ်ကောင်းဆောင်နဲ့အလွန်ရင်းနှီးတယ်လို့စီးပွားရေးလုပ်ငန်းရှင်တဦးကဆိုပါတယ် IGG Company အုပ်စုမှာမြန်မာ New Era Trading Company အပါအဝင်ပြည်တွင်းနဲ့စင်ကာပူဟောင်ကောင်ထိုင်းအပါအဝင်နိုင်ငံတကာမှာကုမ္ပဏီပေါင်း40ခန့်တည်ထောင်လုပ်ကိုင်နေတဲ့လုပ်ငန်းစုဖြစ်ပါတယ် ထို့ကြောင့်ဒေါက်တာနိုင်ထွန်းအောင်ဟာလူမြင်ကွင်းရှိကိုအထွက်နေခဲ့ပေမဲ့လည်းစစ်တပ်အတွက်လက်နက်ပွဲစားလုပ်ရမှလွန်စွာအကျိုးမြတ်ရပြီးချမ်းသာနေတဲ့ခရိုနီတူဦးဖြစ်ပါတယ်။စစ်ကောင်စီကလက်နက်တွေထက်ဝယ်ဖို့ရှိနေတယ်။ဒေါက်တာနိုင်ထွန်းအောင်ကအချိန်ကိုက်လှုပ်ရှားတဲ့သဘောပါ။သူ့လက်ကွက်တွေထက်ရသွားမှာပါလို့အထက်ပါလုပ်ငန်းရှင်ကဆိုပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံကဂျာခန်၍ပါကစ္စတန်နိုင်ငံမှတဆင့်စစ်လက်နက်ပစ္စည်းများဝယ်ယူရာမှာဒေါက်တာနိုင်ထွန်းအောင်ကအဓိကချိတ်ဆက်ပေးခဲ့ကြောင် တရုတ်အစိုးရဟာပါကစ္စတန်နိုင်ငံမှတဆင့်စစ်ကောင်စီတပ်လက်နက်ပစ္စည်းများလျှို့ဝှက်ထောက်ပံ့ပေးနေကြောင်းအိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက2022ခုနှစ်မတ်လ13ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ဒေါက်တာနိုင်ထွန်းအောင်ဟာမြန်မာစစ်လက်နက်ကုန်သွယ်ရေးမှအကြီးအပုတ်ကိုဖြစ်ပြီးအထူးသဖြင့်တရုတ်နိုင်ငံမှစစ်လက်နက်ပစ္စည်းပေးသွင်းသူများနဲ့စစ်ကောင်စီကိုအကြီးအဆက်တွယ်ပေးနေသူဖြစ်ကြောင်း Justice for Myanmar GFM ကလည်းဖော်ထုတ်ထားပါတယ်။ GFM မှာစစ်ကောင်စီရဲ့လူအခွင့်အရေးချိုးဖောက်မှုများ တရားမဝင်အကျိုးစီးပွားများလက်နက်အရောင်းအဝယ်ကိစ္စများကိုဖော်ထုတ်ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒေါက်တာနိုင်ထွန်းအောင်ဟာအာနာလူစစ်အုပ်စုအတွက်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းများတိုက်လေရင်အစိပ်ပိုင်းများနဲ့ဤပညာများအစင်းမြင့်တင်ဝေယူပေးခြင်းဖြင့်ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်ပြီးလူကျင်ဝတ်တွေကိုဖောက်ဖျက်ပြီးချမ်းသာကြွယ်ဝမှုနဲ့ဇင်ခံဘဝမျိုးကိုရရှိထားတာဖြစ်တယ်လို့ Justice for Myanmar က2023ခုနှစ်စက်တင်ဘာလ9ရက်နေ့ကထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ ဒေါက်တာနိုင်ထွန်းအောင်ပိုင်ဆိုင်တဲ့ IGG ကုမ္ပဏီကိုရထဲကကုမ္ပဏီ၅ခုဟာစင်ကာပူနိုင်ငံမှာမှတ်ပုံတင်ထားဆဲဖြစ်ပြီးစင်ကာပူအစိုးရအနေနဲ့သူတို့ပိုင်တဲ့အထက်ကနေနိုင်ထွန်းအောင်ကတရားမဝင်မြန်မာစစ်အုပ်စုအပေါ်ပံ့ပိုးကူညီတီတာကိုပဲချိန်ထိခွင့်ပြုပေးနေမှာလဲလို့ GFM ကမေးခွန်းထုတ်ခဲ့ပါတယ်၎င်းဟာယခင်ကစင်ကာပူနိုင်ငံမှာနေထိုင်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာ UAE နိုင်ငံဒူဘိုင်းမှာလည်းနေထိုင်တယ်လို့သိရှိရပါတယ်။ဒါအပြင်၎င်းဟာ Caribbean ကျွန်း ရီနဒါမနိုင်ငံကူးလက်မှတ်ကိုပါကင်ဆောင်ထားကြောင်းသိရှိရပါတယ်။ဒေါက်တာနိုင်ထွန်းအောင်နဲ့၎င်းရဲ့ကုမ္ပဏီ International Gateways Group တို့ကို American, Canada, Britain အစိုးရနဲ့ဥရောပသမဂ္ဂတို့က2022ခုနှစ်မှစတင်၍တခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။သို့တော့၎င်းဟာတရုတ်အစိုးရနဲ့ချိတ်ဆက်ပြီးစစ်ကောင်စီအတွက်အထူးကလက်နက်ပွဲစားဖြစ်နေစေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တရင်အရေးမြစ်ကဆိုပါတယ်။မတ်လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်တာစကေးခုနှစ်တသမခုနှစ်အဆင့်အင်အားပြင့်ကလေးကြောင်းမန္တလေးမြို့မှာမဟာမုဏိဘုရားကြီးနဲ့ကျောင်းအဆောက်အုံ90ရာခိုင်နှုန်းပျက်စီးသွားခဲ့ကြောင်းဂောဘကအဖွဲ့ကထုတ်ပြောပြီးအလှခံခဲ့ပါတယ်။အေယာဝတီဘန်ပိုင်ရှင်ဦးစောစောကလည်းကျောင်းတော်ကြီးပျက်စီးမှုကုန်ကျစရိတ်အလုံးကိုလှူဒန်းမဲလို့မဟာမုဏိဂောဘကအဖွဲ့အတွင်းရေးမှူးဦးတန်းဦးကသတင်းမီဒီယာအချို့ကိုအတည်ပြုထားပါတယ်။ဒေါက်တာနိုင်ထွန်းအောင်ယခုလှူတဲ့ရွှေသား3ဘိတ်သားနဲ့ငွေကျပ်သိန်းပေါင်း2600ကို စစ်ကောင်စီရဲ့မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်၍လက်ခံရယူသွားခဲ့ပါတယ်။အဆိုပါအလှူနဲ့ပတ်သက်ပြီးပြည်သူတို့ကတော့မဟာမုဏိဖျားကတော့နိုင်ထွန်းအောင်ရဲ့အကုတူကိုကေတင်နိုင်လိမ့်မယ်မထင်ပါဘူးလို့မှတ်ချက်ပြုထားပါတယ်။ငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့နောက်ပိုင်းစစ်ကောင်စီကရန်ကုန်နဲ့နေပြည်တော်မှလွဲပြီးကြံပြည်နယ်နဲ့တိုင်းများမှာလေကြောင်းတိုက်ခိုက်မှုအကျဉ်းကြီး900ကျော်ပြုလုပ်ခဲ့ပါတယ်။ကလင်းငယ်များအပါအဝင်အရတားပြည်သူ900နီးပါးသေဆုံးခဲ့ပြီးကြည့်ရကြတော့ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း2025မေလ31ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2840ခုရှိပြီးတေဆုံးသူစုစုပေါင်း3152ဦးရှိခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အပြစ်မဲ့လူတွေရဲ့အသက်ကိုတတ်ထားတဲ့အကုတူကိုကုတူနဲ့ဘေးဒင်းလူလူရရလူလူလှုပ်ပြီးကာပါလှုပ်လို့မရဘူး။အခုသူတို့နေလို့ရနေတာအကုတူကံတွေအကျိုးပေးချိန်မကြသေးလို့သူတို့တပ်ဖြတ်မှုတွေကအချိန်ကျလာမှာပါလေလို့ ထေကြီးဝါကြီးဆရာတော်တပါးကမိန့်ကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုများအယက်သားပြည်သူတွေဆုံးမှုများမှာဒေါက်တာနိုင်ထွန်းအောင်ရဲ့မိသားစုကလည်းစစ်ကောင်စီနဲ့အတူအထူးကတရားခံတဦးဖြစ်တယ်လို့တော်လိုင်းအင်အားစုများကဆိုပါတယ်။မတရားတဲ့ပတ်မှရက်ပြီးလူတွေအများကြီးကိုတတ်ပြီးမှဘာပဲလူလူပေကူပဲလူလူဘာကြောင့်လူလူဝိကမကြေပါဘူးလို့စစ်အာဏာရှင်တော်လန်ရေးမှာပါဝင်နေတဲ့တန်ကားတော်တပါးကမိန့်ကြားထားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးမြတ်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လည်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ။